ဒီတော့ပြူစောတိတွေပြည်သူစစ်တွေစစ်တပ်ကငွေးမြူလာတဲ့ကောင်ပြည်သူကိုဘလို့ရက်ဆက်ရုံမှာတပ်ဖြတ်နေတယ်ဆိုတာလာပြောပြအေပလာ15ရက်နေ့မှာမုံမီနဲ့ကြိုက်ထုံမှာညောင်လေးမင်ကလာပြီးတော့အပန်းဖြေတယ်မြို့မှာ9ရက်ဘက်ကပြူစောတိကောင်းဆောင်လှိုင်မင်း ပြည်သူ့ကော်မတီတက်မတော်ပြည်သူ့ကော်မတီတက်မတော် PDF အမှတ်29ကိုစစ်ပြူဟာအမှတ်နဲ့စစ်နေတာခွဲကဖမ်းဆီးလိုက်တဲ့ကောင်သူဘာတွေဝန်ခံပြီလဲဒီနေ့ကြည့်ကြရအောင်လိုင်မင်းညောင်လေးပင်မှာစစ်တပ်ကပြည်သူကိုလယ်လီတတ်တဲ့တပ်ဖြတ်မှုအပါဝင်ပြည်သူ20ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့သူဝန်ခံလိုက်ပါတယ် ။ရောင်လေးပင်မှာရှိတဲ့ခမရ20ခမရ94ခလိုက်57တိတမခွန်ခွန်တို့ကပြည်သူတွေကိုအစုလိုက်တုံလိုက်တပ်ဖြတ်ခဲ့တယ်။ပြူစောထီးတွေလည်းပါတယ်။2023ခုနှစ်အပိဓာ29ရက်နေ့မှာရောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာဒီကျေးရွာကိုခလိုက်57တိတွဲဆက်၍နေမည်ရှင်လင်းလှုပ်ခဲ့ပါအဲ့ဒီမှာမိသားစုဝင်3ခု ဖန်ဆီးပြီးတော့အိမ်ကိုမင်းရှုပ်မိသားစုဒီအားလုံးကိုတတ်ဖြတ်ခဲ့ဒီလိုတတ်ဖြတ်မှုအတွက်ခလိုင်51ကဘူကြီးဆိုသူရဲ့ဆိုရဲကောင်းအမိတ်ပေးတယ်29ရက်နေ့4လ2023မှာတော့ခလိုင်51နေပဲရှင်းလင်းရေးလုပ်တဲ့အချိန်မှာ မိသားစုဝင်တွေဟာတချို့မိသားစုဝင်တွေဟာထပ်ဘဲမှသွားเสียမရှိလို့ကြောင်လေလေဖြစ်နေတော့တလန်မှာဆိုပြီး51ကဘူကြီးကထပ်ဖမ်းပါတယ်အကုန်လုံးတိုင်မှာကျိုးတုတ်ပြီးတော့အိမ်မှာမီးရှို့ခဲ့ပါတယ်အရှင်လက်လက်မီးရှို့ခဲ့တဲ့ခလာရ51နဲ့ပြူစောထီတယ်မီးရှို့တဲ့အချိန်မှာအော်ရာစုညံနေတာပဲသူတပည့်မီးရှို့သူတပည့် မီးရှို့ပြီးတော့မသိမှာဆိုလို့ထပ်ပစ်တတ်ပါသေးတယ်ဗျာသူတပည့်ကိုထပ်ပစ်ခိုင်းတာလိုင်မင်းဝင်ခံရတာနော်ဒီလိုအဆုလိုက်ပြောလဲတပ်ဖြတ်မှုတွေအပြင်ခမရ20ခလရ51တမခွန်ခွန်ခမရ54တို့အရာရှိတွေအလုံးပါတယ်နာမည်တွေနဲ့ပြောမယ်ဆိုရင်တော့ဘုံမူကြီးနေလင်းဘုံကြီးကြော်စွာလင်းဘုံကြီးချစ်ကိုဝင်းဘုံကြီးစော်မျိုးထုတ် ချုပ်တည်မှုတွေလည်းပါတယ်။ပဇုံမြောင်းရွာတွေကစာတင်ကြောင်းတွေအတန်တော့ဆိုပြီးတွားကြည့်တယ်။အဲ့ကြောင်းကလူတန်ကြားလို့ဆိုပြီးတွားကြည့်တဲ့အချိန်မှာတက်မခွန်ခွန်ကကရုံးဆိုတဲ့ကောင်ကကိုလိုက်မေခင်ဗျားတွားကြည့်လို့ပြောတယ်တဲ့။တွားကြည့်တော့လူတယောက်ကိုတွေ့တယ်။အဲ့ဒီအချိန်မှာဗမာလိုလည်းမပြောမပြောတတ်တော့ဒါ PDF ပဲဆိုပြီး မင်းတို့ထောက်လိုင်းရင်လာလုတ်နေတာလားဇီးလန်လောက်ကိုခေါ်သွားပြီးတော့မင်းတို့အဖွဲ့တွေဗမာမေးမှန်မှန်ဖြေလို့ပြောတယ်ဗမာလုံးမပြောတတ်ဘူးကရင်လိုရှမ်းလိုချင်းလိုလားမသိဘူးတန့်ဖြေပါတယ်ဒီလောက်မေးတော့မဖြေတဲ့ကောင်ဆိုပြီးကျွန်တော်ကိုချုပ်ခိုင်းပါတယ်လို့သူကဆိုပါတယ်ချုပ်ပြီးတော့ ခေါင်းကိုကင်ကိုင်းတာခေါင်းကြီးပဲရှိုက်တာမဖြေအောင်ပါဆိုပြီးတမခွန်ခွန်ကကတော့လေဝင်းကိုတားနေပါထိုးတယ်လေပါလီးပလိုက်တယ်လို့ဆိုပါတယ်ဖတ်စစ်တက်ကိုဘာကြောင့်တော်လန်နေလဲဆိုတာခင်ဗျားတို့သိကြပြီလား2023ခုနှစ်မေလ12ရက်နေ့မှာညောင်လေးပင်ကရွက်လှကုန်ကြီးရွာ period တွေရောက်နေတယ်ဆိုပြီးတော့တရင်ရလို့ခမရ20ကလက်နက်ကြီးနဲ့ဖြစ်တယ် IPC မှာပြည်သူ3အဖြစ်မဲ့တည်တယ်2024စပိုင်းလာရေမြူကန်ကြေးရွာခမရ5ရှစ်လီကစစ်ကြောင်းထိုးတဲ့အတွင်းအစင်ကြီးမဲ့တရဆက်ပြစ်ခတ်ခဲ့လို့ပြည်သူတွေတေဆုံးမှုအရေးတွတ်တော့မသိရဘူးဒါတွေဖြစ်မှာခမရ5ရှစ်လီ ်ပြူစောတိတွေနဲ့စစ်စေးရေးလောက်တဲ့အချိန်မှာဈေးရောင်းပြန်လာတဲ့ပြည်သူကိုအုပ်ကိုမတင်ကားလို့ဖမ်းဆီးပြစ်တတ်တာတွေလုပ်တယ်။လေယာလောက်ကန်နေတဲ့ရွာသားခုနှစ်ဦးကိုတတ်ဖြတ်ခဲ့တယ်။အဲ့တော့လိုင်မင်းကျူးလွန်တဲ့ပြစ်မှုတွေဟာတေတံကလွဲလို့အချားမရှိတဲ့တေတံထိုက်သောပြစ်မှုများ ဖြစ်ပါတယ်။ဒါပြင်မှာလိုင်မင်းနဲ့အတူတွဲဆက်ကျူးလွန်ခဲ့တဲ့ခလာယခမာယ ီတဲကကောင်းပြီတတ်မကုန်ကုန်ကဂရုံးခမရ20ခမရ51တတ်မကုန်ကုန်ခမရ984ဘူကြီးနေလေးဘူကြီးကြော်စော်ပြီးဘူကြီးချစ်ကိုဝင်းဘူကြီးစော်မျိုးထုတ်အဲ့ကတိုက်ရင်မှုတွေပါအပါကျိုးစင်တက်ရမယ်မဒီဖက်စစ်တဲ့ရုံမာမှုခမရတို့ကျွန်တော်တို့ပြည်သူလူထုကြီးခမရနှလုံးသဲဖို့ထဲကအမှတ်သေးကြီးကြီးကြပါလို့ကျွန်တော်ပြောချင်ပါတယ် አለው ጄዙት